เสียပြောနေကြစကားပေါ့เนาะဘိုင်းလေးနေယူတော့မှဖြစ်မယ်နေမယူတော့ရင်မအောင်မြင်ဘူးပေါ့เนาะအဲ့စကားလေးတိုင်းမဲ့ဒါဒီရဲ့ကာယဘလောက်ကိုအရန်ကိုယူတော့ခဲ့တာပေါ့เนาะယူတော့ခဲ့တာဘလောက်ဒီယူတော့ခဲ့လဲဆိုလို့ရှင်ဒီဂျင်တလျုံလေးလက်ဖွင့်ထားတာရှိရယ်ပေါ့เนาะဒီပြိုင်ပွဲတွေကိုဘလောက်ဒီစိတ်ဝင်စားပြီးဘလောက်ဒီချင်းချက်လုပ်ချင်ခဲ့လဲဆိုလို့ရှင်ဂျင်ကိုရောင်းပြီးတော့ကိုကို ပြိုင်ပွဲတွေပြိုင်ခဲ့တာပေါ့နော်အဲ့လိုမျိုးလေးကျွန်တော်ကဝင်းနာကိုချမ်းပြီးတော့ချိန်ညပေးသွားမှာဖြစ်ပါတယ် Contestant number 1 4 အရှိတောင်အားရှာသွားဖို့ပေါ့နော်ရန်ကုန်မှာအမမန်လေးရဖြစ်တဲ့အတွက်ရန်ကုန်မှာကန့်သွားဝင်ရတာပေါ့နော်ကန့်ဝင်ရတဲ့အချိန်မှာအမရဲ့အင်ကန်အကုန်ရက်တာကိုဒီဘက်မှာဒါပတ်စံမလောက်တော့မလောက်တော့ခါကျတော့ဒီမှာဆရာရှိနော်ဆရာရောင်းလိုက်တော့ဆိုပြီးတော့မှဆရာချင်းရောင်းခိုင်းလိုက်ပြောမှာကိုတုံးပြတာပဲအဲ့ဒါဘာလို့နောင်နာမရဘူးလဲလို့မေးလို့ရှင်ကိုညှော်မှန်းထားတဲ့စုလေရခဲ့တယ်ပေါ့နော်အဲ့ဒါဖြစ်တဲ့အတွက်ကိုကကျေနပ်တယ် ါတော့တကယ်ကိုဆင်းရဲတဲ့မိသားစုတွေကလာတာပေါ့နော်ဘလို့ဒီဆင်းရဲခဲ့လဲဆိုတော့ဟိုညီမလေးတို့ပြောရမယ်ဆိုလို့ရှိရင်ဒီဟိုထမင်းတနေ့ကုန်ထမင်းစားစရာမရှိလို့တောင်မှပေါ့နော်ဟိုအင်ရှိမှစိုက်ထားတဲ့ကော်ရခါတီပြုတ်ကိုခူးပြီးတော့မှအဲ့ခါလေးကိုပြုတ်ပြီးတော့တနေ့ကုန်စားရတဲ့အဆင့်အထိရှိခဲ့ရပေါ့နော်ဒီနေ့ဒီချိန်ဒီလိုနေရာမျိုးရောက်ဖို့အတွက်ကတော့အမအများကြီးစူးစမ်းခဲ့ရတာပေါ့နော်အများကြီးလက်ဒုက္ခတွေဖြစ်ခဲ့ရတယ်အဲ့ဒါဖြစ်တဲ့အတွက်အမဒီနေရာကိုရောက်လာတာဖြစ်တဲ့အတွက်ကျဉ်တ်တယ်ခုံယူတယ်ကိုကိုကိုငါလုံနိုင်တယ်ပေါ့နော်အဲ့ဒါလေးတစ်ခုပေါ့ အခုကတော့ဒါပြန်ပွဲပြီးဒါတလကြော်ကြော်လောက်ပြန်ပွဲပြီးထားတာဆိုတော့နားနေတဲ့ကာလပေါ့နော်ပြပြဖုံဖောင်းလေးပေါ့ဟုတ်တယ်အရန်ညာနေတဲ့ချိန်ပေါ့နော်ညာနေတဲ့ချိန်ဆိုတာတော့မှဘယ်လိုပြောရမလဲအလုံးလုံးနေရတော့အလုတ်ကလည်းသွားလာနေရဆိုတော့နည်းနည်းတော့ပင်တော့ပင်မှန်းပါတယ်အမဆရာပြောနေကြစကားပေါ့နော်ဒီ အလောက်တစ်ခုပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်ပေါ့နော်အကစားမှာပဲဖြစ်ဖြစ်အဲပိုင်းလေးနေယူတော့မှဖြစ်မယ်နေမယူတော့ရင်မအောင်မြင်ဘူးပေါ့နော်အဲ့ဇကာလေးတိုင်းပဲဒါဒီရဲ့ကာယဗလာကိုအရန်ကိုယူတော့ခဲ့တာပေါ့နော်ယူတော့ခဲ့ရဘလောက်ထိယူတော့ခဲ့လဲဆိုလို့ရှိရင်ဒီဟိုအမဆိုရင်ဒါအရင်တော့ကဒါဂျင်းနေပါလေလဲနန်လို့စဲနည်းနည်းဂျင်းတလုံးလေးလက်ဖွင့်ထားတာရှိရပေါ့နော်ဟိုဒီပြိုင်ပွဲတွေကိုဘလောက်ထိစိတ်ဝင်စားပြီးဘလောက်ထိချင်းချက်လုပ်ချင်ခဲ့လဲဆိုလို့ရှိရင်ဒါဂျင်းကိုရောင်းပြီးတော့ကိုကို အပြိုင်ပွဲတွေပြိုင်ခဲ့တာပေါ့နော်အဲ့လိုမျိုးလေးပေါ့ကျွန်မတို့ဒီကာဗလာလောကမှာကျတော့ဒီအကစားကလေတခြားအကစားတွေလိုမဟုတ်ဘူးပစံရန်ကုန်တယ်ပေါ့နော်ပစံရန်ကုန်တယ်ဆိုတော့ကိုယ့်ရဲ့စားစိတ်ကုန်တာနော်စားစိတ်တွေအရန်ကုန်တယ်ကုန်တော့ခါကျတော့ဘလို့ရမယ်ဆိုလို့ရှင်ကျွန်မတို့ဒီပြိုင်ပွဲတစ်ပွဲပြိုင်တော့မယ်ဟေးဆိုလို့ရှင်လေ့ကျင့်ရတဲ့အပိုင်းတွေရှိရဲစားရတဲ့အပိုင်းတွေရှိရဲပေါ့နော်အဲ့ကြောင့်ရှင်ဒီ run မယ်ဆိုလို့ရှင်လည်းအလုံးအနေနဲ့ဆိုလို့ရှင်လည်းနည်းနည်းလေးတော့ဟိုလက်ဟာမှုရှိရပါပေါ့နော်ရှိရတဲ့အချိန်မှာကိုယ်ကဘာလုပ်ရလဲဆိုရင်ဒါဟို အဲမမရရအမဒါဟိုအရှိတောင်အားချသွားဖို့ပေါ့နော်ရန်ကုန်မှာအမမန်လျက်ဖြစ်တဲ့အတွက်ရန်ကုန်မှာကန့်သွားဝင်ရတာပေါ့နော်ကန့်ဝင်ရတဲ့အချိန်မှာအမရဲ့အင်ကန်အကုန်ရက်တာဟိုဒီဘက်မှာဒါအမအလောက်ကမန်လေးမှာဖြစ်တဲ့အတွက်အကန့်အကုန်ရက်တာဆိုတော့ခါကြတော့ဒီဘက်မှာဟိုလုတ်ပိုင်ခွင့်မရှိဘူးပေါ့နော်မရှိတော့ခါကြတော့ကိုယ်ထိုင်ပြီးတော့တုံးရတာပေါ့နော်တုံးရတော့ခါကြတော့အာပစံမလောက်တော့မလောက်တော့ခါကြတော့ဒီမှာဆရာရှိနေတော့ဆရာရောင်းလိုက်တော့ဆိုပြီးတော့မှဆရာကိုချင်းရောင်းခိုင်းလိုက်ပြီးတော့မှကိုတုံးပြတာပဲအဲ့ဒါ မရဘူးညီမလေးဘာလို့လဲဆိုတော့ဘာလို့နောင်တမရဘူးလဲလို့မေးလို့ရှင်ဘယ်လိုပြောရမလဲအရန်နေဟိုအခုကကြာဘာဖြစ်နေလဲဆိုတော့ကိုညှော်မှန်းထားတဲ့စုလည်းရခဲ့တယ်ပေါ့နော်အဲ့ဒါဖြစ်တဲ့အတွက်ကိုကကျင်နေတယ်ကျင်ရလဲကိုကအိမ်ပိုင်နဲ့ဖွင့်တာမဟုတ်ဘူးလေနော်အိမ်ငားနဲ့ဖွင့်ရတာဆိုတော့လေနည်းနည်းလေးလဲခေါင်းရှုပ်လာရလဲပါတယ်ပေါ့နော်တနေ့တနေ့ဒီအိမ်ငားစိတ်ကိုတင်ရတဲ့စိတ်ကြီးကလည်းများတာဘူးများတော့ခါကြတော့ တော်ပြီးရောင်းလိုက်တော့မယ်ဆိုပြီးစိတ်ရှုပ်လည်းမခံနိုင်လို့ရောင်းလိုက်တာပေါ့ပြုမိတာပေါ့အများကြီးစူးစမ်းခဲ့ရဆိုတော့အမားတို့ကတန်းပရှင်းပြောမယ်ဆိုတော့အမားတို့ကတကယ်ကိုဆင်းရတဲ့မိသားစုတွေကလာတာပေါ့နော်အဲကြောတော့နောက်ခံဘယ်သူမှမရှိဘူးအဲ့ဒါဖြစ်တဲ့အတွက်ပြီးရင်အမားအဖေနဲ့အမေဆိုတော့မျိုးကလည်းငယ်လေးကလေးကဆင်းရတယ်အမားလို့ဆိုလဲမွေးကလေးကဒါဆင်းရတယ်ပေါ့နော်ဘယ်လောက်ထိဆင်းရခဲ့လဲဆိုတော့ဟိုညီမလေးတို့ပြောရမယ်ဆိုလို့ရှိရင်ဒီဟိုထမင်းတနေ့ကုန်ထမင်းစားကြံမရှိလို့တောင်မှပေါ့နော်ဟိုအင်းရှိမှစိုက်ထားတဲ့ကော်ရခါတိပြုတ်ကိုခူးပြီးတော့မှအဲ့ဒီဟာလေးကိုပြုတ်ပြီးတော့တနေ့ကုန်စားရတဲ့အဆင့်အထိရှိခဲ့ ယ်ဗောနော်ဖနက်ပြက်သွားရင်တော့ဒါဖနက်ဝယ်စရာမရှိခဲ့ဘူးဗောနော်အမတို့ကအမကမိုးကုတ်သူကိုမိုးကုတ်အမတို့ကမိုးကုတ်မှနေတာအရင်ကငယ်လေးကတည်းကအဲ့လိုမျိုးဗောနော်အမတို့ကရန်စင်းရဲခဲ့တယ်စင်းရဲခဲ့တာဖြစ်တဲ့အတွက်ဒီလိုမျိုးဗောနော်အခုဒီလိုမျိုးဆိုတာမျိုးကဒါအမကြိုးစားမှုပေါ့နော်အမဒီအမရဲ့တက်နိုင်တဲ့အားလေးနဲ့အမငယ်လေးကတည်းကနေအမပြီးတော့ဒီကြောင်းလေးမပြီးခဲ့ဘူးပေါ့နော်အမတို့ဒီစီးပွားရေးအခြေအနေကြောင့်အိမ်တွင်ရေးအခြေအနေမိဘတွေအခြေအနေနဲ့ဆိုတော့အမကြောင်းလေးမပြီးခဲ့ဘူးကြောင်းနေလဲတိုးလို့တန်လန်ပေါ့နော်အပြင်စီးပွားရေးဝင်ရတ ယ်မာစီဝိုင်းစဝင်တဲ့အချိန်မှာဆိုလို့ရှိရင်လည်းဟိုဘယ်လိုပြောမလဲဒါ fancy sign လေးကနေစရတယ် fancy sign ကနေပြောမှဆိုင်ငယ်ရှိုးလုံးဆိုင်ငယ်ရှိုးလုံးကနေကားရှိုးတော့ဒါအမားရုံးကန်ခဲ့ရတာပေါ့နော်အဖေနဲ့မိရလည်းအဖေကလည်းပြီးတော့ကိုငယ်လေးကလေးကဆုံးတယ်အမေကျပြန်တော့လည်းဒါဘယ်လိုပြောရမလဲအမေကလည်းဒါသူလည်းသူ့အားနဲ့သူသူလည်းဟိုသူကလည်း သူကနဲ့သူဆိုတော့ခါကျတော့ညီမလေးမားတို့မကြည်နိုင်ဘူးပေါ့နော်မကြည်နိုင်တော့ခါကျတော့အမကိုရီးယားဂျားထဲမှာညီမနှစ်ယောက်ထဲရုံးကန်ရတာပေါ့ရုံးကန်ပြီးတော့မှဒါလှုပ်ရှားရတာပေါ့နော်ဒီနေ့ဒီချိန်ဒီလိုနေရာမျိုးရောက်ဖို့အတွက်ကတော့အမအများကြီးစူးစားခဲ့ရတာပေါ့နော်အများကြီးစူးစားခဲ့ရတယ်အများကြီးလက်ဒုက္ခတွေဖြစ်ခဲ့ရတယ်အဲ့ဒါဖြစ်တဲ့အတွက်အမဒီနေရာကိုရောက်လာတာဖြစ်တဲ့အတွက်အမဒါဟိုကျဉ်တ်တယ်ခုံယူတယ် ကိုကိုကိုငါလုံနိုင်တယ်ဗောနော်အဲ့ဒါလေးတခုပေါ့အမကတော့ဒီမာဆယ်ပိုင်းနဲ့ပတ်သက်လို့တော့အမကဘယ်လိုပြောမလဲခုနအမပြောသလိုပဲเนาะပိုင်းလေးဆိုရင်မာဆယ်နဲ့မာဆယ်နဲ့ဆိုပိုင်းလေးနဲ့ဆိုမျိုးတွဲတိညာဖြစ်တဲ့အတွက်အမအတွက်ကတော့ဒီမာဆယ်တွေကိုတော့အမရှေ့ဆက်ပြီးထိန်းသွားမယ်ဗောနော်နောက်နှစ်ထဲမှာလည်းအမပြန်ပွဲတွေဆက်သွားမယ်ဆက်သွားတဲ့ခါကျလို့ရှင်လည်းဒီဒီထက်အကောင်းတဲ့မာဆယ်နဲ့ဗောနော်မာဆယ်ဆိုတာမျိုးကလည်းဒါတနည်းနဲ့တနည်းမှာဒီပုံစံမျိုးမဟုတ်ဘဲနဲ့ထက်ထက်ပြီးကောင်းလာတာမျိုးပဲအမပို့ပြီးသဘောကျတာဖြစ်တဲ့အတွက်နောက်နှစ်မှာအမပြိုင်နေဆိုလဲဒီထက်ကောင်းတဲ့မာဆယ်နဲ့ ဟိုဒါလူကြီးတွေကကိုရွေးချယ်ပြီးတော့ဟိုစေလွတ်တာမျိုးတွေပါဖြစ်တဲ့အတွက်သူတို့တွေစိတ်မပြတ်ရအောင်ပေါ့နော်။ကိုကတော့အကောင်းဆုံးစူးစမ်းသွားမှာပါ။ဟုတ်အမဟုတ်ဆိုလို့ရှိရင်ဒါ TikTok မှာဆိုရင်ဒါအခုနောက်ပိုင်းဆိုတာ TikTok အများကြီးကပို့ပြီးတော့တည်ကြရယ်ပေါ့နော် TikTok မှာပို့တည်ရဖြစ်တဲ့အတွက်အဲ TikTok က fan ရောပြီးသွားလို့ရှိရင်အမဟုတ်ချစ်တဲ့သူတွေရောဒီ Facebook ကချစ်တဲ့သူတွေရောပေါ့နော်။အဲတော့ကျမ်းမာ YouTube site ပါလို့ပြောချင်ပါတယ်။ဟုတ်